တရုတ်နှင့်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြားတင်သွင်းတင်ပို့မှုပပနာစံချိန်တင်မြင့်သက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နယ်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO အဖွဲ့ဝင်နိုင်ငံများကုန်သွယ်မှုပြုလုပ်တဲ့ပမာဏဟာယခုနှစ်ပထမ6လအတွင်းစံချိန်တင်ခဲ့တယ်လို့တရုတ်ဝန်ရချက်လက်များတနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။ SEO အဖွဲ့ဝင်များနဲ့တရုတ်ထုတ်တင်ဖို့တင်သွင်းမှုပြုလုပ်ခြင်းဟာယွမ်းနှစ်သက်မှခွန်9ထရီလီယံတန်ဖိုးရှိခဲ့ပြီးတစ်နှစ်ထက်တစ်နှစ်နှစ်သက်မှ၄ရာခိုင်နှုန်းပိုများလာပါသည်ရှထာလန်းခတဲယူပို့ဆောင်ရေးအသီးကလမ်းချောင်းဖြစ်နေခါနှစ်လန်းသွားကုန်းချောင်းနဲ့လင်းရင်တဲယူပို့ဆောင်ရေးထိုးကလည်းတိုးတန်နေထဲလို့အကောက်ခွန်စီမံကြီးကြပ်ရေးမှပြောရေးဆိုခွင့်ရှိသူလူသားလန်းခပြောသွားပါထိတ် ပထမ6လအတွင်းမှာတရုတ်နဲ့ SCO အဖွဲ့ဝင်နိုင်ငံတွေချာတင်ပို့တင်သွင်းခြင်းကယထာလမ်းဖြည့်ပို့ဆောင်ထိတရုတ်ရဲ့စုစုပေါင်းတန်ဖိုးရဲ့80ရာခိုင်နှုန်းရှိနေကြောင်းဂုံးချောင်းနဲ့လေချောင်းပို့ဆောင်ရေးကလည်းတစ်ဆယ်တရမ6နဲ့38ရာခိုင်နှုန်းအသေးသေးရှိကြောင်းပြောပြပါထိကုန်သွယ်ရေးအဖွဲ့အစည်းတွေ၊ကုန်ပစ္စည်းတွေအမျိုးအစားစုံလင်များပြားလာတဲ့အကြောင်းလဲဖော်ပြထားပါထိုင်။ ိုကာလာအတွင်းမှာပဲတရုတ်တင်ပို့တင်သွင်းအဖွဲ့အစည်းအရေးအတွက်ကသသိန်း၉၀၀၀ကျော်ရှိလာပြီးတရုတ်စိုက်ပျိုးရေးတင်သွင်းပစ္စည်းတွေက၆သရမတိရှားခိုင်နှုန်းတိုးလာကြောင်းစိုက်ပျိုးရေးဆက်ပစ္စည်းတွေ၊ဆေးဝါးတွေ၊ဈေးပစ္စည်းတွေက၅၁သရမ၉၁၄သရမ၇၁၃သရမ၄ရှားခိုင်နှုန်းအသေးသေးများပြားလာကြောင်းဆိုပါတယ် 2021နှစ်လပိုင်း SEO စတင်လဲပတ်ထဲကတရုတ်နယ်အခြားအဖွဲ့ဝင်တို့ကြားသင်ပို့သင်သွင်းမှုပမာဏက2024ရဲ့အတွင်း3.65 trillion တို့မြင့်တက်သွားခဲ့ပါတယ်လို့သိရပါတယ်ရှင်။